Grand Final နောက်ဆုံးပွဲဂိမ်းစစ်မှာအရန်ကြီးကိုဖမ်းဖို့ခက်လာပါတယ်ဆိုတော့ Stitch ကဝင်ပါဦး။ Nico ရဲ့ Noveria အခုလိုမျိုး Astral Record Hit တင်နေတောက်လျှောက်ဆုံးမနေတာကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီပွဲကြောင်းလေးကိုနည်းနည်းပြောမယ်။အဲ့ဒီပွဲမှာ WG ပစ်ထားတဲ့ drop ပုံစံ stage ပုံမှာအများကြီးမိခိုးလုံးနဲ့ပုံစံမျိုး။အဲနောက်ပြီးတို့က angel ကိုထပ်ပစ်လိုက်တဲ့အပေါ်မှာ angel နဲ့ basha ပေါင်းလိုက်ပြီးတော့ ali objective ကိုအသာဆိုင်မယ်။ stage ကိုလည်း cover ပေးလို့ရတာပေါ့။အဲ့လိုပုံစံမျိုးနဲ့ကိုင်းကျွမီကျွန်းကိုင်းမီနဲ့ angel ကြီးကိုကောက်ထုတ်ပြီးတော့ stage ပုံမှာအကုန်လုံးမိခိုးထားတဲ့ပုံစံမျိုး။ပြီးတော့ ali ဘက်မှာ medici ဘက်ကထပ်ပေါက်တွေအကုန်လုံးပိတ်ထားတာ။ဘာကြောင့်လဲဆိုတော့ harabusa ကျန်းလာနိုင်တဲ့အခြေအနေကိုလည်း hera ကြီးနဲ့ပြန်ပြီးထောက်ထားတယ်။အဲ့တော့ harabusa ဘလောက်ကြမ်းကြမ်း hera ကြီးလိုက်ထုတ်နေမယ်ဆိုတော့ ali ဘက်မှာနှစ်ခါသုံးခါလောက်ကတော့မှောက်ပါပဲ။တကယ်လဲကန်က၄မိနစ်တိုင်မင်မှာ ဟာရာဘူဇာအနေနဲ့နှစ်ခါကြာခဲ့တယ်အဲ့တော့ဟာရာဘူဇာစီကဘာမှမျှော်လင့်လို့မရဘူးအဲ့တော့မက်တစ်စီဘက်ကအာလီဘိုင်းမှာရနိုင်တဲ့များ source တွေအကုန်လုံးကို YG ကအကုန်ယူလိုက်ပြီလို့ပြောလို့ရတယ်အဲ့ပေါ်က drop ပြီးရတယ်ကျွန်တော် Telegram မှာ YG ကတော့မက်တစ်စီကိုဒီလိုဒီလိုတွေကန့်တက်လိုက်ပြီအဲ့တော့မက်တစ်စီကဒီကန့်တက်ချက်တွေကိုဘယ်လိုမျိုးချိုးပြပြမှာလဲဆိုပြီးတော့ကျွန်တော် Telegram မှာ post တစ်ခုတင်လိုက်တယ်ဒါကတော့ပွဲချုပ်သုံးသက်ချက်ပါဒါနဲ့စကားမဆက်ကျွန်တော်ရဲ့ Telegram link ကိုဒီ video ရဲ့ pin comment မှာ link ချပေးထားတယ် ွဲချုပ်သုံးသက်ချက်တွေကိုအတူတူနားထောင်ပြီးတော့ပွဲအတူတူကြည့်ချင်တဲ့ညီကိုရေအနေနဲ့ Telegram join ထားလို့ရတယ်။အဲ့တော့ကျွန်တော်တို့ရှေ့ဟာလေးကိုပြန်ဆက်လိုက်မယ်။ YG ရဲ့အဲ့လိုမျိုးပိတ်ပင်မှုတွေကို Medicine နေနဲ့ဘလို့ဖြစ်ရှင်းသွားလဲဆိုတော့ Novaria ရဲ့ Azure Record Hit Damage ထွက်လာတဲ့ Timing ကိုစောင့်နေပြီးလို့ရှိရင်ဝမ်ဝမ်အခုလိုမျိုးအချက်တစ်ချက်ကိုနစ်နေအောင်ပြပြီးတော့ရရင်ရတယ်လို့တွေးလျှော့ပေးထားတဲ့အခါမှာဝန်ဝန်နေနဲ့ကြိုက်တယ်လို့တော့တိတ်ပြီးတော့ဖျဲလို့တော့မရတော့ဘူးပေါ့ပြီးတော့အခုလိုမျိုးဟာရာဘူးဇာဝင်လာတဲ့တိုင်ပင်မှာ Novaria Astro Record Hit တွေကကွက်တီဝင်ဝင်လာတော့ဝန်ဝန်နေနဲ့ Angela ကဲမှလည်းရတော့မယ် Angela ရောဝင်းချန်ရောကဲရတ အဲ့တော့တကယ်တကယ်ဘတ်တယ်ဖြစ်ပြီဆိုတာနဲ့သူ့မှာဝင်းချန်လည်းမရှိတော့ဘူးအင်ဂျလာပူတာလည်းမရှိတော့ဘူးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အားကိုးတဲ့ spread ဒီ edimate တကွက်လောက်ပဲကျန်းတော့မယ်အဲ့ဒီ edimate တကွက်ကိုလည်းရှေ့က4ပြည့်ရဲ့ dominate force နဲ့ထောင်းနေထောင်းပြီးလို့ ed ရလာပြီဆိုတာနဲ့ဝင်းနာတချုံကောက်ခဲလိုက်ရင်ဘုံမ ed ရဲ့ use လည်းဖြစ်တော့ဒါရှေ့ပိုင်းမှာလည်းကျွန်တော်တို့တချို့အားပေါက်ပြောထားပြီးသားအချက်တွေအဲ့တော့ဒီကလစ်မှာဆိုလို့ရှိရင်ဝင်းဝင်း ed တကွက်မထွက်ဖဲနဲ့4ပြည့်ရဲ့ဝင်းနာတချုံလက်မှာပါသွားတာနဲ့ပဲဂိမ်းကမက်တစီဘက်ကိုပြန်ပြီးပေးလိုက်ရတာအဲ့တော့ဝင်းဝင်းအနေနဲ့ဘာ damage မှမပေးနိုင်ဘူးဆိုလို့ရှိရင်တစ်သင်းလုံးကြောင်ပြောက်ပြီးလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့လေကိန်းမှာ ာ YG ရဲ့ damage ပိုင်းဆိုင်ရာမိကုံမှုအားလုံးဟာ stage ပေါ်မှာကြာရောက်နေရလို့ပဲအဲ့တော့ stage တာ damage မပေးနိုင်ဘူးဆိုရင် YG ကအရှုံးမလို့သာမှတ်လိုက်တော့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီ video ရဲ့ကျွန်တော်အပြောချင်ဆုံးအပန်းကိုရောက်လာပြီဒီနေရာမှာဝန်းဝန်းကိုတတ်ဖို့အတွက်ကိုဟာရာပူဇာလည်းအဲ့လောက်ထိဝင်လို့မရတဲ့အချိန်ဒီမှာမက်တစီဘက်ကဝန်းဝန်းကိုကြည့်ဖို့အတွက်မေးရွေးချယ်ရတဲ့အပေါ်မှာ YG ကမျက်မျက်ဆဆဖွင့်မပေးတာဘူးဒါကြောင့်လဲဆိုတော့ YG ကမေးတုံးကောင်လောက်ကိုတဲပြီးဘန်းထားတဲ့အပေါ်မှာမက်တစီကဝန်းဝန်းကိုထိမ့်ဖို့အတွက်နူဗယ်ရီယာကိုရွေးချယ်ပြီးတော့တုံးသွားတယ်အဲ့တော့ဘရိုမှတ်ထားမှာဝန်းဝန်းကို တခြား mesh တွေသုံးစရာမလိုဘဲနဲ့ Nuveria တကောင်ထဲနဲ့လည်းထိမ့်လို့ရတယ်ဆိုတော့အချက်ကိုတစ်ချက်မှတ်ထားလာလို့ရှိရင်နောက်ဆက်တွဲကိုကျွန်တော်ထပ်ပြီးရှင်းပြပေးမယ်။ကဲအဲ့ဒါဆိုလာပြီဒီမှာအလုံးရဲ့အချက်တော့ AI Esport ရဲ့ drop bit အမှားဒီနေရာမှာဆိုလို့ရှိရင် AI Esport ဘက်က last bit mesh ကိုရွေးချယ်ရတော့မယ်။အဲ့တော့ရှေ့က drop နဲ့အတူတူပဲဝမ်ဝမ်တက်ဖို့အတွက်ရာ Harabusa တကောင်ထဲနဲ့မလောက်တဲ့အတွက်ကြောင့် mesh မှာပေါင်းပြီးတက်ရမယ်။ဒီနေရာမှာသူတို့ရွေးချယ်လိုက်တဲ့ hero က Farsa ကြီးဖြစ်နေတာပဲ။ Farsa ဒီဘက်အတွက်အရင်ကစမ်းစစ်ဖြစ်လို့နေ။ဘာကြောင့်အဲ့လိုပြောရလဲဆိုလို့ရှိရင် enemy ဘက်က Selena ပါနေတဲ့အခါမှာ Farsa အနေနဲ့ဆက်တဲ့တစ်ခုအသေးချချောက်ပြရမလွယ်ဘူး။မင်းက ဆလီနာပါရာနဲ့ဖာစာပစ်လို့မရတော့ဘူးလားဆိုတော့လေမဟုတ်ပြန်ဆလီနာရဲ့ထရက်တွေကိုရှောင်မဲရှောင်ပြီးတော့ဝန်ဝန်ကိုဖာစာရဲ့အက်ဒီလေးနှစ်ချက်လောက်ပဲပေးလို့ရရင်အဆင်ပြေပြီဆိုရင်ရသေးတယ်အဲ့လောက်ထိရဒါပေမဲ့ ဲ့လိုဒီဂျိုးသားနေဖို့မလုံးလေနိုဗယ်ရီယာကိုထုတ်ပြီးကိုဘကောင်အက်စတရာရီကော့ဘသူ့ကိုပဲပြည့်ပြည့် join မဲ့ပြည့်ပြည့် selina မဲ့ပြည့်ပြည့်ဝန်ဝန်မဲ့ပြည့်ပြည့်ကြိုက်တဲ့ကောင်ပြည့်ပြီးတော့ AC အနားယူနေလို့ရတယ်။ဘာကြောင့်ရလဲဆိုတော့ကျွန်တော် method ရှိရဆော့ပြသွားတဲ့ပုံစံနဲ့ဥပမာပေးပြီးပြထားပြီးအဲ့ဒီအတွက်ကြောင့် brother တို့နိုဗယ်ရီယာအနေနဲ့ဝန်ဝန်တို့ selina တို့ထိန်းလို့ရတယ်ဆိုတော့အမှတ်ထားပေးလို့ပြောတာ။ဒါပေမဲ့ဒီနေရာမှာ AN Esport ကနိုဗယ်ရီယာပြည့်လို့ရတာနဲ့မပြည့်ဖက်နဲ့ Fazer ကိုပြည့်ပြီးတော့ Risky Twin နဲ့ကိုခုံစင်းသွားတယ်။ idea ရသေးတယ်။ဒါအမှားလို့မစုံနိုင်သေးဘူး။ risk ယူထားရုံပဲရှိသေးတယ်။ကို risk ကိုနိုင်အဆင်ပြေသေးတယ်။ကိုစက်ကိုနိုင်အောင်ကပါ ဗျာဒါပေမဲ့ကိုယ့်ဆက်ကိုမနိုင်တော့တာဘယ်ချိန်လဲဆိုတော့ဖာစာရောဂရန်ဂျာရောကအန်နီဘက်ကဆလီနာစတန်နေကလီယားစတန်နေကိုကြောက်ပြီးတော့ပျူရီဖိုင်းယူလိုက်တာဆတာပဲဟာမင်းကလည်းစတန်ပါတာပဲပျူရီဖိုင်းနဲ့စော့မှာပေါ့ Oh shit. No 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 no. လုံးဝမရဘူး။လုံးဝဒါကြီးကလုံးဝစောက်မှားကြီး။ဘာကြောင့်လဲဆိုတော့ Fazer ရော Granger ရောက Purify ဆော့လိုက်ပြီဆိုလို့ရှိရင် Joy ကဒီဘွဲအတွက်ကိုရော့မင်းယူလိုက်မင်းလှုပ်ချင်တယ်လို့လှုပ်ဆိုပြီးကန်ကြီးကိုထိုးပြီးကျွေးလိုက်တယ်လို့ပဲ။ကန်ရဲ့ Joy ဆိုတာလည်းလုံးဝ signature hero ဖြစ်တဲ့အပေါ်မှာ brother တို့စဉ်းစားတာကြည့်လိုက်တော့ Sure မှတွေ့ပြီလားနှာခေါင်သုံးအောင်ကြားရဲဝင်ပြီးတော့ join ရမိုက်ပြန်နေတာအဲ့ဘက်ထဲမှာဆိုလို့ရှိရင် grandja ရော farsa ရောပြူဖိုင်းဖြစ်နေတဲ့အတွက်ကြောင့် join တကယ်ဝင်လာတဲ့အခါမှာဘယ်ဥမပြေးစရာမြေမရှိဘူးဒီကောင်လေးရက်ပြီးတော့ဝတ်သေးခံမှာဘာကြောင့်လဲဆိုတော့ flicker မရှိဘဲနဲ့ပြူဖိုင်းဖြစ်နေတဲ့အတွက်ကြောင့် join ရဒီပွဲအတွက်လှုပ်ချင်တယ်လို့လှုပ်ပဲဒီမှာကျွန်တော်ရှေ့မှာပြောခဲ့တဲ့ farsa race လာပြီ farsa အနေနဲ့ eddie jb ဆိုတာနဲ့ချက်ချင်း join လို့ selina ရဲ့ stand နေ clear ရဲ့ stand နေ oh my god farsa ဘလို့မှတုံးလို့ရမှာမဟုတ်ဘူး ကဲ AI ဘက်ကဒီဘွဲ့မှာဘလူးဆိုင်းဆိုင်မနိုင်မှုဆိုတာကိုဘယ်ဘတန်နဲ့တက်တည်ပြမလဲဆိုလို့ရှိရင်ဒီဘတန်မှာဆိုလို့ရှိရင် AI ဘက်ကိုနည်းနည်းလေးအလေးစီးပြလိုက်မယ်။ Wow! ဖာဇာဒီနေရာမှာ AD ကောင်းအောင်မွန်ကျဲလို့ရပြီနော်။ AI ဖန်တီးထားတဲ့ drop ပုံစံမျိုးဖြစ်လာပြီ။ Wow! ဖာဇာလုံးဝဒီဘတန်အတွက်လုံးဝကွတ်တီးဖြစ်သွားပြီ။လို့ထင်ပေမဲ့လို့ join join ဝင်လာတဲ့အခါမှာဒီကောင်လေးအတုံးယုံနဲ့ပြန်ပြီးကြာသွားတာကိုတွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲသူတို့ရဲ့ beautify ရွေးချယ်မှုအမှား join player အနေနဲ့ဘလို့ကက်ကက်ကိုကတ်လို့ရနေတာအဲ့တော့အလီတောင်နင်းတယ်ဖာဆောင်နင်းတယ်ကြက်ကလေးငှက်ကလေးတွေလို့နင်းတယ်လို့နင်းနေတာအဲ့တော့ကျွန်တော်အနေနဲ့ဒီညမှာပြန်ပြီးရ recreate the scene ပြန်လုပ်ကြည့်မယ်ဒီညမှာဖာဆောင်မရွေးချယ်တော့ဘူး novelty ရောက်ရွေးချယ်မယ်ဟုတ်ပြီတကယ်လို့ဖာဆာရွေးချယ်ခဲ့ရင်တော့မှငါတို့ beautify မသုံးတော့ဘူး flicker လေးနဲ့ဆော့မယ်ဆိုတော့အသီးလေးနဲ့ ပြန်ပြီးတော့ recreate the scene လုပ်ကြမယ် brother တို့ရောဘယ်လိုအမြင်ရှိကြလဲဆိုတော့ comment လေးတွေဝင်ဆွေးနွေးကြကြကြပါ flicker ယူသင်လား purify ယူသင်လားဘယ်လိုအခြေအနေမျိုးမှာ flicker ယူသင်လဲဘယ်လိုအခြေအနေမျိုးမှာ purify ယူသင်လဲဆိုတော့ brother တို့ရဲ့အမြင်လေးတွေကိုလည်းဝင်ဆွေးနွေးကြကြပါအောင်အားလုံးကြည့်တင်ပါတယ်ကျွန်တော်နာမည်တော့ရန်ရန်ဖြစ်ပါတယ်